မင်္ဂလာပါရှင်။ MBA သတင်းဌာနရဲ့ဒီကနေ့မေလ10ရက်နေ့မှာရရှိထားတဲ့သတင်းတွေကိုကျမခရစ်စတယ်ကတင်ဆက်ပေးပါမယ်ရှင်။တင်ဆက်ပေးမယ့်သတင်းတွေကတော့တရုတ်မြန်မာနှစ်နိုင်ငံဆက်ဆံရေးဟာတာတူနာတူဆက်ဆံရေးလို့ရှီကျင်းဖင်ပြောတဲ့သတင်း၊သွေးစွနေတဲ့စေအုပ်စုနဲ့လက်ဆွဲနှုတ်ဆက်မှုတွေရက်ချိန်တန်ပြီလို့အာဆီယံကိုသတိပေးလိုက်တဲ့သတင်း အိမ်ဆောင်ပစ္စည်းစီထောင်တက်နေတဲ့အတွက်ရန်ကုန်ဆောက်လုပ်ရေးလုပ်ငန်းတွေရပ်နားထားရတဲ့တွင်တော်လရင်နယ်မြေမှာအလူမင်္ဂလာပွဲပြုလုပ်တာတွေကိုတင်းတင်းကြပ်ကြပ်ပိတ်ပင်မှုလိုတဲ့ဆိုတဲ့တွင်ကြောက်ထူမှာစစ်တပ်ကလေကြောင်းတိုက်ခိုက်ခဲ့တဲ့အတွက်ရွာဆဲရွာကပြည်သူတွေတိမ်းရှောင်နေရတဲ့တွင်အိန္ဒိယကလေတက်စကန်တွေကိုဒုံးစီတွေနဲ့ပစ်ခတ်ပြီးနောက်ပါကစ္စတန်ကတံပြန်တိုက်ခိုက်မှုတွေပြုလုပ်ခဲ့တဲ့တွင်အစားရှိတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်။ ပထမဆုံးသတင်းတပုတ်အနေနဲ့တရုတ်မြန်မာနိုင်ငံဆက်ဆံရေးဟာတာတူနာတူဆက်ဆံရေးလို့ရှီချင်းဖင်ပြောတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မြမအရေးကိုပြပြောင်းတင်းတင်းဝင်ရောက်ဆက်ဖက်နေတဲ့တရုတ်သမ္မတရှီကျင်းဖင်ကနှစ်နိုင်ငံဆက်ဆံရေးဟာတာတူနာတူဆက်ဆံရေးဖြစ်တယ်လို့ပြောလိုက်ပါတယ်။ရုရှားနိုင်ငံမော်စကိုမြို့မှာယမန်နေ့ကကျင်းပခဲ့တဲ့ရင်းမြစ်နီချီတက်ပွဲကိုတက်ရောက်လာချိန်စစ်ကောင်းဆောင်မင်းအောင်လှိုင်နဲ့တရုတ်သမ္မတတို့တီချတွေ့ဆုံပြီးပြောဆိုခဲ့တာပါ။ ဒါပြင်တရုတ်နိုင်ငံဟာမြန်မာနိုင်ငံရဲ့အချုပ်အခြာအာဏာနဲ့နယ်မြေတည်တံ့ခိုင်မြဲရေးနိုင်ငံတည်ငြိမ်အေဂျင်စီတို့အပြင်ပြည်တွင်းနိုင်ငံရေးလုပ်ငန်းရှင်တွေအကောင့်ထယ်ဖို့လှုပ်ဆောင်မှုကိုလည်းထောက်ခံအားပေးရလို့ရှီကျင်းဖင်ကပြောပါတယ်စစ်ကောင်စီအနေနဲ့မြန်မာနိုင်ငံကတရုတ်ဝင်တဲ့အဖွဲ့အစည်း စီမံကိန်းတွေရဲ့ဘေးကင်းလုံခြုံမှုကိုတေချာအာမခံပေးဖို့အွန်လိုင်းလောင်းကစားနဲ့လိန်လယ်မှု၊နေဆက်ဖြစ်ကျော်ပြစ်မှုကျူးလွန်မှုတွေကိုတိုးမြင့်တိုက်ဖြတ်ဖို့ဖိအားပေးပြောဆိုခဲ့ပါသေးတယ်။စစ်ကောင်းဆောင်မင်းအောင်လှိုင်ဘက်ကလည်းတရုတ်နိုင်ငံနဲ့အတူလက်တွဲပြီးဘုံစိန်ခေါ်မှုတွေအားလုံးကိုရင်ဆိုင်သွားမယ်လို့ဝင်ကြွားပြောဆိုခဲ့တယ်လို့တရုတ်တန်ယုံရဲ့ထုတ်ပြန်ချက်မှာထည့်သွင်းဖော်ပြထားပါတယ်။ ဒုတိယသတင်းတပုတ်အနေနဲ့သွေးဆုံနေတဲ့ဆေးအိုစုနဲ့လက်ဆွဲနှုတ်ဆက်မှုတွေရက်ချိန်တက်ပြီလို့အာဆီယံကိုတတိပေးလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အာဆီယံဟာသွေးဆုံနေတဲ့ဆေးအိုစုနဲ့လက်ဆွဲနှုတ်ဆက်မှုတွေကိုရက်တန်းကရက်ချိန်တက်ပြီလို့ Defect မြန်မာဒီမိုကရေစီကတတိပေးလိုက်ပါတယ်။အာဆီယံရဲ့မြန်မာနိုင်ငံတန်တမာရေးရနေရဟာတရားမဝင်အာဏာသိမ်းယူဖို့ကြိုးပမ်းနေတဲ့ဆေးအိုစုအတွက်မဟုတ်တလို့မဖြစ်မြောက်တဲ့ဘုံသဘောတူညီချက်၅ရက်ကိုဖော်ဆောင်ခဲ့ပြီးဆေးအိုစုကိုအစည်းအဝေးပေါင်းရာ 5ကြော်ဖိတ်ခဲ့ပေမဲ့တွေးထက်တန်ယုံမှုတွေပဲပေါ်လာတယ်လို့အရက်ဘက်အဖွဲ့ Defend မြန်မာဒီမိုကရေစီကမေလ10ရက်မှာထုတ်ပြန်ပါတယ်။ဒါအပြင်မြန်မာစစ်အုပ်စုနဲ့လက်ဆွဲနှုတ်ဆက်မှုတိုင်းဟာလူသက်ကောင်ကိုအားစေကျွေးနေတာဖြစ်တယ်လို့လည်းထက်တွင်ပြောဆိုခဲ့ပါတယ်။ မြန်မာနိုင်ငံအတွက်တရားမျှတမှုမှာအာဆီယံအနေနဲ့ပြည်သူတွေကိုကာကွယ်ပေးတဲ့ကိုယ့်ပြည်သူကိုပြန်မတက်တဲ့သူတွေကိုပဲနေရာပေးမှုကနေ စတင်ရမှာဖြစ်တယ်လို့ဆိုပါရယ်။နီကက်လာဘီဖြစ်တဲ့46ကြိမ်မြောက်အာဆီယံတဘာဝဘေးအန္တရာယ်ဆိုင်ရာအစည်းအဝေးတွေမှာတဘာဝဘေးအန္တရာယ်ကို အမှန်တကယ်ကင်တွယ်ဖြစ်ရှင်းကူညီပေးနေတဲ့အစိုးရဖြစ်တဲ့အမျိုးသားညီညွတ်ရေးအစိုးရကိုပဲဖိတ်ကြားဖို့မြန်မာဒီမိုကရေစီကတိုက်တွန်းထားပါရယ်။ တတရသတင်းတပုတ်အနေနဲ့အင်းဆောင်ပစ္စည်းဈေးထောင်တက်နေတဲ့အတွက်ရန်ကုန်ဆောက်လုပ်ရေးလုပ်ငန်းတွေရပ်နာထားရတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ငလင်လောက်ခတ်ပြီးနောက်အင်းဆောင်ပစ္စည်းဈေးနှုန်းတွေထောင်တက်လာတာကြောင့်ရန်ကုန်မြို့ကအသေးစားနဲ့အလက်စားဆောက်လုပ်ရေးလုပ်ငန်းအများစုရပ်နာထားရတယ်လို့သိရပါဗျ။ ငလင်လှုပ်ပြီးနောက်ပိုင်းဘီလက်မြေဈေးတင်ရောက်တဲ့ဆိုပြီးစောက်လုံရည်ပစ္စည်းအယောင်းဆိုင်62ဆိုင်ကိုဖမ်းဆီးခဲ့ပြီးတဲ့နောက်ရန်ကုန်ဘီလက်မြေဈေးကွက်ဟာအယောင်းရက်နေသလိုတခြားအိမ်ဆောင်ပစ္စည်းတွေဟာလည်းဈေးတက်နေရကြောင်းလုပ်ငန်းတွေရပ်တန့်နေတာဖြစ်တယ်လို့ရန်ကုန်အခြေဆိုင်အသေးစားစောက်လုံရည်လုပ်ငန်းရှင်တဦးထံကသိရပါဗျ။ရန်ကုန်ကစောက်လုံရည်ပစ္စည်းဆိုင်တွေမှာဘီလက်မြေအယောင်းရက်ထားပေမဲ့တဲဟိတ်ကိုကျပ်3000ခွဲနဲ့4000ကျားဈေးခေါ်နေပြီးတန်ဈေးနှုန်းမှာ900ခိုင်နှုန်းကနေ1000ခိုင်နှုန်းအထိ ဈေးသက်သွားသလိုအုံဈေးလည်းတက်နေရလို့သိရပါဗျ။နေပြည်တော်မှာအပြည့်စည်ရှင်းတဲ့အလုပ်ကိုစစ်ကောင်စီနဲ့မပတ်သက်လို့တဲ့လုပ်ငန်းတွေကမလုပ်ကြဘူးလို့လည်းသိရပါဗျ။စစ်ကောင်စီကစောက်လို့ပစ္စည်းဆိုင်တွေကိုပြည်လက်မြေတအေးကျက်1900နဲ့ရောင်းခိုင်းနေပြီးတမန်စင်းနဲ့မရောင်းရင်ဖမ်းဆီးနေတဲ့အတွက်ဆိုင်တွေကလည်းစိတ်ချရတဲ့ဖောက်တယ်တွေကိုပဲပြင်ပပေါက်စည်းအတိုင်းလက်သိပ်ထိုးရောင်းချနေရလို့သိရပါဗျ။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့တော်လိုင်းရဲ့နယ်မြေမှာအလူမင်္ဂလာပွဲပြုလုပ်တာတွေကိုတိတိကျကျ ပိတ်ပင်မှုလိုတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တော်လိုင်းရေအားစုစုံမထိန်ချုပ်နေမြေတွေမှာအလူမင်္ဂလာဆောင်တဲ့လူစုလူဝေးပြုလုပ်တာတွေကိုတင်းတင်းကြပ်ကြပ်ပိတ်ပင်မှုလိုအပ်တယ်လို့ရှမ်းမတ်အခြေဆိုင်တော်လိုင်းရဲဘော်တအူးကပြောပါရယ်။ ပြီးခဲ့တဲ့မေလာရှိရကရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချုံမြို့နယ်အတွင်းမင်္ဂလာပွဲကျင်းပနေတဲ့တရက်ချိုရွာတဲကိုစစ်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်မှုအပေါ်အခြေခံပြီးတင်းကျပ်ဖို့အကြံပြုခဲ့တာပါမင်္ဂလာပွဲကျင်းပနေတဲ့တရက်ချိုကျေးရွာတဲကို၉ရက်နှစ်အမြောက်တပ်ကလက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့လို့၅နှစ်ရွယ်ကလေးတူအပါဝင်တပ်သားကံပြည်သူ၄ဦးတေဆုံးခဲ့ပြီး၇ဦးကဖုံးစားထိမှန်ထင်ရရရှိခဲ့တယ်လို့ TNL ကမေလာ၉ရက်နေ့မှာထုတ်ပြန်ထားပါတယ်စစ်ကောင်စီဟာ မေလ6ရက်ကနေ31ရက်အထိတတိယကြိမ်အပြစ်ခတ်ရက်စဲကြောင်းကြေညာပြီးတဲ့နောက်နိုင်ငံတော်ဝန်လေးချောင်းတိုက်ခိုက်မှုနဲ့လက်နက်ကြီးပစ်ခတ်မှုတွေကိုစက်တိုက်လှုပ်ဆောင်နေတာဖြစ်ပါတယ်။ပြီးခဲ့တဲ့မေလ3ရက်မနက်ပိုင်းကလည်းမိုးကုံမြို့ကတဲရက်ကွက်ထဲကမင်္ဂလာပွဲပြုလုပ်နေတဲ့ဘုံကြီးကျောင်းသားကိုစစ်တပ်ကျဲချတဲ့ဘုံတလုံးကြားရောက်ပောက်ကွဲခဲ့တယ်လို့ဖေဖော်ဝါရီလ25ရက်ကလည်းမြိုင်မြို့နယ်ကြောက်ခွက်ရင်နယ်မြေက PDF တပ်ဖွဲ့ဝင်တအူးရဲ့မင်္ဂလာဆောင်ကိုဘုံကျဲခဲ့လို့စေဦးထက်မင်းနဲ့တည်ဆောင်းခဲ့ရပါသေးတယ်။ ဆက်လက်ပြီးကြောက်ထုံမှာစစ်တပ်ကလေကြောင်းတိုက်ခိုက်ခဲ့တဲ့အတွက်ရွာစေရွာကပြည်သူတွေတန်းရှောင်နေရတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မကွေးတိုင်းစောမြို့နယ်ကြောက်ထုမြို့နယ်မှာစစ်တပ်ရဲ့လေးကြောင်းတိုက်ခိုက်မှုကြောင့်ကျေးရွာဆယ်ရွာကပြည်သူတွေထွက်ပြေးသိမ်းရှောင်နေရတယ်လို့သိရပါဗျ။မေလ9ရက်ညနေ6:00နာရီကျော်မှာစစ်တပ်ကကြောက်ထုလေးကွင်းရဲ့တောင်ဘက်ကရွာတွေကိုဝိုင်းတွဲလေရင်နဲ့လေးကြိမ်တိုင်းပုံကျဲချခဲ့လို့ကျေးရွာဆယ်ရွာကပြည်သူ4000ကျော်နေရွှေဆုံးကထွက်ပြေးကြရတယ်လို့ဒေသတွင်တွင်ဦးတော်လည်ရင်ဆာမျက်နှာရောလင်းတန်းထံကသိရပါဗျ။စစ်တပ်ရဲ့လေးကြောင်းတိုက်ခိုက်မှုကြောင့်မြို့ပေါင်း6ခုရောမြို့ရင့်ရဲ့ ံကြီး၊ကြံတော်ရွာအပါအဝင် ပြင်လဲတောင်ထက်ရေရှင်နဲ့ပေါကောင်းကျွာတွေကပြည်သူတွေဟာစောမြို့ပေါ်ကိုတွားရောက်တိမ်းရှောင်နေကြရတာပါ ပြီးခဲ့တဲ့ဧပြီလကစလို့မေလ9ရက်ညနေပိုင်းအထိစစ်ကောင်စီတပ်ကကြောက်ထုတ်နယ်အတွင်းလေကြောင်းတိုက်ခိုက်မှု၈ကြိမ်ပြုလုပ်ခဲ့တယ်လို့ရောလင်းတန်းထံကသိရပါဗျ။စစ်ကောင်စီကမေလ6ရက်ကနေ31ရက်အထိတတိယကြိမ်ပြစ်ခတ်ရက်စဲကြောင်ကြေညာပြီးတဲ့နောက်နိုင်ငံတော်လေကြောင်းတိုက်ခိုက်မှုနဲ့လက်နက်ကြီးပြစ်ခတ်မှုတို့ကိုစက်တိုက်ဆိုသလိုလှုပ်ဆောင်နေတာဖြစ်ပါတယ်။နောက်ဆုံးနိုင်ငံတကာသတင်းသဘောအနေနဲ့အိန္ဒိယကလေတပ်စခန်းတွေကိုဒုံးကျည်တွေနဲ့ပြစ်ခတ်ပြီးတဲ့နောက်ပါကစ္စတန်ကတံမြန်တိုက်ခိုက်မှုတွေပြုလုပ် ုပ်ခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အိန္ဒိယကပါကစ္စတန်ရဲ့ latest scan ၃ခုကိုမေလ၁ရက်နေ့မှာဒုံးကျည်တွေနဲ့ပစ်ခတ်ခဲ့ပေမဲ့ဒုံးကျည်အများစုကိုကြားဖြတ်ပြီးဟန်တာနိုင်ခဲ့တယ်လို့ပါကစ္စတန်ကဆိုပါတယ်။အဲ့ဒီနောက်တံပြန်လုံဆောင်မှုအနေနဲ့ပါကစ္စတန်စစ်တပ်ကအိန္ဒိယရဲ့ဒုံးကျည်တူလောင်ယုံနဲ့ latest scan တချို့ကိုဖတ်တက်ဒုံးကျည်တွေနဲ့ပစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။ဒီ scan တွေကတော့ပါတန်ကော့နဲ့ဥဒန်ပူတို့မှတရှိပါတယ်။စစ်တပ်ပြောရေးဆိုခွင့်ရှိသူဗိုလ်ချုပ်ကြီးအာမတ်ရှရစ်ကတော့ အိန္ဒိယပြည်တဲ့ဒုံးကြီးတချို့ကအိန္ဒိယအရှေ့ပိုင်းပန်ချက်နယ်မြေကိုထိမှန်သွားတယ်လို့လည်းဆိုပါရယ်ဒါ့အပြင်ဒုံးကြီးအချို့ကအာဖဂန်နစ္စတန်နဲ့ကိုပါကြားရောက်သွားတယ်လို့ထပ်ပြောပါရယ်ဒါ့အပြင်ပါကစ္စတန်ဝန်ကြီးချုပ်ရှာဟာဘတ်ရှရစ်ကလည်းဒုံးကြီးအစီအစဉ်နဲ့မဟာပြူဟာပိုင်ဆိုင်မှုတွေဆွေးနွေးဖို့အမျိုးသားအမိတ်အဖွဲ့အစည်းကိုရေးပေါ်ခေါ်ယူခဲ့တယ်လို့သတင်းထုတ်ပြန်ထားပါရယ်အိန္ဒိယဘက်က တုတ်ပြန်ချက်တိုက်ရိုက်မထုတ်ပေးသေးပေမဲ့မေလ9ရက်မှာထုတ်ပြန်တဲ့ကြေညာချက်တစ်ခုအရပါကစ္စတန်နဲ့အိန္ဒိယထိန်းချုပ်ထားတဲ့ကက်ရှမီ င်းရနယ်စပ်ဒေသနဲ့အခြားနေရာ26ခုမှာဒရုန်းတွေတွေ့ခဲ့ပြီးတိုက်ခိုက်ဖျက်ဆီးခဲ့တယ်လို့ဆိုပါရယ်ပါကစ္စတန်နဲ့အိန္ဒိယတို့ကကက်ရှမီးယားပြည်ထနာကြောင်းစစ်ပွဲ၃ချိန်ဆင်နွှဲခဲ့ပြီးဖြစ်ပါရယ်တနိုင်ငံစလုံးကဒေတာတစ်ခုလုံးကိုပိုင်ဆိုင်တောင်းဆိုပေမဲ့တနိုင်ငံစီကဒစိတ်တစ်ပိုင်းပဲထိန်းချုပ်ထားကြတာဖြစ်ပါတယ်။ဒေတာအရှိမြောက်ပိုင်းကိုတရုတ်ကထိန်းချုပ်နေရကြောင်းအိန္ဒိယနဲ့တရုတ်ကြားမှာလည်းမပြေလည်မှုတွေဆက်ရှိနေပါတယ်။ MP ရဲ့တနေ့တာထူးခြားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုနားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်